မန္တလေးလာရှိုးကုံတွေရဲ့လမ်းကြောင်းဟာတိုက်ရိုက်ကူတန်းနိုင်ဖို့အခြေအနေတွေစတင်လာတော့ကြောင့်အခြေခံစားတောက်ကုံစင်းတို့တွေကြဆင်ဖို့ရှမ်းမြောက်ကပြည်သူတွေကမျှော်လင့်နေကြပါတယ်ခွန်စောဦးပေးပို့ထားပါရဲ့ရှင်မန္တလေးလာရှိုးမူဆယ်လမ်းပိုင်းမြန်မာတရုတ်နှစ်နိုင်ငံကုန်တွယ်ရေးလမ်းကြောင်းပေါ်ကတရနနေတအန်းတက်ထင်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့ကြောင်မဲမြို့နယ်တီဘောမြို့ကို အာနာဒိန်စစ်ကော်မရှင်တပ်ကဒီလာပိုင်းအတွင်းပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါကြောင့်မန်လီမြို့ကနေလာရှုမြို့ကိုတိုက်ရိုက်ကူးတန်းနိုင်မှုလမ်းကြောင်းစပွင့်လာတဲ့အခြေအနေတွေဖြစ်လာတာကြောင့်ရှမ်းပြည်နယ်မြောက်ပိုင်းကပြည်သူလူထုတွေဟာကုန်စည်တင်ပို့ကနေအခြေခံစားတောက်ကုန်စည်နှုန်းတွေကျဆင်းမှုမျှော်လင့်နေကြတာပါ။အခုကလာရှိုးနဲ့မုံရွာနဲ့လဲစီတဲ့ဘုံမှာကားက၄000လောက်ကြာဆယ်ပိတ်တာဘုံလေ အဲ့ကြေးလမ်းကဝိုင်း2000ပြင်ဖို့မပေးရအောင်လေ။ခြားပစ္စည်းတွေပေးရတယ်။ဖာကို3000နဲ့4000လောက်ပေးရတယ်။ဒါကြောင့်ဖွင့်ဝိုင်းတဲ့တက်တာမှာမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဝဲက2023အောက်တိုဘာမှာစတင်ခဲ့တဲ့2029ခုစစ်စီရင်အတွင်းတရားတွေကြိုးတာလမ်းကြောင်းတွေပိတ်ဆို့ဖြတ်တောက်ထားတာတွေကြောင့်မန္တလေးလာရှိုးမူဆယ်လမ်းပိုင်းဟာတိုက်ရိုက်ကုန်သွယ်လို့မရတော့ပဲ တောလန်းနေကွင်းလန်းနေကိုအတုံးပြုတ်သွားလာနေရတာပါမန်လီလာရှိုးကုန်စင်စီစဉ်နိုင်ဖို့ရှမ်ပီနယ်တောင်ပိုင်းဘက်ကနေပတ်ပြီးတွားနေရတာလည်းရှိပါတယ်လက်ရှိမန်လီလာရှိုးတိုက်ရိုက်လမ်းပိုင်းမှာကားတချို့တွားလာနေကြပြီဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်စဲသိနေတော့တိတ်မတွေ့သေးပါဘူးကြီးတဲ့ကားလေးတွေမိပဝင်းကျင်ရွာတွေကကားတွေတော့တော့နေတာပေါ့အုံလေးလုံးကြမှာပါနောက်ချိုတော့မှစီရတောင်းဝင်းကျင်မဲ့ရှိတာဟုတ်တပိတ်တော့ တရနနေ့တအံတက်ထင်းချုပ်ထားတဲ့ကြောင်မဲမြို့ကိုဒီလအောက်တိုဘာတရနေ့ကစစ်ကော်မရှင်တပ်ကပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းကြောင်မဲမြို့ပေါ်ကစစ်ပေးရှောင်တွေနေရပြန်နေကြပြီးကြောင်မဲမှာစစ်တုံးစီဇင်းတုံးတွေလည်းအရင်ကထက်ကျဆင်းသွားတယ်လို့ဆိုပါတယ်။ကံဒီတောင်ကအောင်ဆိုဖက်နေကြောင်းမဲ့ကြောင်းမဲ့ဟာလည်းရှိရဆက်စီကတော့3500ပဲဖြစ်တော့ဖိုင်းဆို9500 9500လောက်ရှိရတယ်ပြီးတော့ main line ပွင့်ပြီးတော့ကောင်းပါပါ စစ်ကောင်မရှင်တက်ဟာမန်လီလာရှူမူဆယ်လမ်းမိုင်းမြန်မာတရုတ်နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းပေါ်ကလက်လွတ်လိုက်ရတဲ့မြို့ရွာတွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်နီလန်းမျိုးစုံနဲ့ဆောင်ရွက်နေတာကြောင့်တရုတ်နိုင်ငံရဲ့ဂျာဝင်မှုနဲ့လာရှူမျိုးကိုပြန်လည်အုပ်ချုပ်ခွင့်ရခဲ့ပြီး နောင်ချိုကြောင်မင်းတီဘောမျိုးကိုတော့စစ်ရေးနဲ့ပြန်လည်ရယူနိုင်ခဲ့ပါတယ်ကျွန်တော်ခွန်စောဦးပါ